DVV ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုပြပြပေးပါမယ်။ဂါဇာအတွက်နိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့ဟာမကြခင်မြေပြင်မှာရောက်ရှိလာတော့မယ်လို့ American သမ္မတဒေါ်နယ်ထရန့်ကနိုဝင်ဘာလ6ရက်နေ့ကြာသပတေးနေ့မှာပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂမှာနိုင်ငံတကာမူပေါင်းတစ်ခုဖန်တီးပေးမဲ့ဆုံးဖြတ်ချက်တရက်ရေးဆွဲဖို့လှုံ့ဆော်နေကြောင်းကိုနိုင်ငံသားရေးဝန်ကြီးမာကိုရူဘီရိုကပြောကြားခဲ့ပြီးတည်ငြိမ်ရေးတပ်ဖွဲ့ရဲ့အစိတ်ပိုင်းတစ်ခုအနေနဲ့စေတနာဝန်နဲ့အဖြစ်ပါဝင်ဆောင်ရွက်နေတဲ့နိုင်ငံအားလုံးပါဝင်နိုင်ပေမဲ့ဒါကိုလှုံ့ဆော်နိုင်ဖို့အတွက်ကုလသမဂ္ဂရဲ့အမိန့်ပေးချက်လိုအပ်ကြောင်းကိုပြောထားပါတယ်ရှင်။ တိုင်ဖွန်ကာမီဂီကြောင့်ဖိလစ်ပိုင်မှာ188ဦးသေဆုံးခဲ့ပြီး VNM မှာ9ဦးသေဆုံးခဲ့တယ်လို့နှစ်နိုင်ငံအခြေစိုက်သတင်းချက်လက်တွေကဖော်ပြထားပါတယ်။ကာမီဂီဟာဂျာတာဘရီနီက VNM ကိုတနအီကို149ကီလိုမီတာနဲ့ဖြတ်သန်းခဲ့ပြီးလက်ရှိအချိန်မှာတော့ကမ်ဘောဒီးယားအနောက်ပိုင်းနဲ့လာအိုကိုဝင်ရောက်ဖို့ဦးတည်နေပါတယ်ရှင်။ DVV ရဲ့နောက်ဆုံးရသတင်းတွေကို DVV TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။